နင်ကလေးကိုရှော့ပေးလိုက်ကလေးရငီသေးတယ်နင်ကအကြီးဆိုနင်ကရှော့ပေးလိုက်ဆိုအရှော့ပေးလိုက် okay သူကမင်းကလေးပဲအရှော့ပေးလိုက်အဲ့ဒီဟာမျိုးတချို့ English လို့ဘယ်လိုပြောလို့ရလဲဒီနေ့တစ်ချက်လေးလာရအောင်နော် okay so the first one it is go easy on me အရာတော့ Adele ရဲ့အဆိုတော့ Adele ရဲ့တခြင်းကောင်းစင်လည်းဖြစ်တယ်ကြားပူးလိုက်မှာပါ go easy on me ဆိုရဟာလေနော်အဲ့ဒီဟာကတော့အရှော့ပေးပါဆိုရဟာမျိုးပြောခြင်းဖြစ်ပါတယ် so example i'm still learning go easy on me ငါခုမှတင်ယူနေတာအဲ့တော့ငါ့ကိုအ short ပေးပါ take it easy on me take it easy on me အဲ့ဒီဟာလည်းတူပဲ okay go easy on me နဲ့တူတယ်သူကပါလဲစပါတော့ example sentence this is my first time take it easy on me ကာမောင်ကွာကာမောင်ပထမဆုံးတင်နေအဲ့တော့ this is my first time take it easy on me ဒါကျွန်တော်ရပထမဦးဆုံးကာမောင်တင်ရခြင်းဖြစ်တယ်အဲ့တော့ကျွန်တော် you uh, to tell people, no? Allow Allow အာငင်းတဲ့တာလေးလုတ်ပေးပေါ့နော်အဲ့လောက်ကြီးမမြန်တဲ့အဲ့လောက်နည်းနည်းလေးစိတ်ရှိပေး cut me some slack cut me some slack ပြောချင်တာကတော့ငါ့ကိုအ short ပို့ပေးငါအရင်မောထားပြီ right အဲ့လိုပုံစံမျိုးတော့ရတယ် so it's like a casual way to ask for leniency and understanding Do do more. okay so you could say example sentence i have Okay, I have had a rough day, so cut me some slacks. Be gentle with me. Be gentle with me. Okay, in a little bit, you know. Hello, G. Um, don't I'm a bit no. So, uh, I am very nervous. Please be gentle with me. You know, say yellow shine error. You know, in a little bit, no. Or be patient with me. Okay, a little bit, Don't judge me too harshly. ရအများကြီးပေါ့နော်ပြောဖို့ပြောနေအများကြီးပါအဲ့တော့ကျွန်တော်ကို shop ပို့ပေးပါကျွန်တော်ကိုရင်တန်လေးလုပ်ပေးပါဆိုတဲ့ဟာကိုဘယ်လိုမျိုးတွေပြောလို့ရပါတယ် so thank you ပါ